ဒီဇိုင်နာရွေးမှန်သွားလို့ဘဝရဲ့အရေးပါဆုံးနေလေးမှာအခုလိုတောက်ပစွာလှပခဲ့ရတယ်။စိုးပြေတဲ့စဉ်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီဇိုင်နာအရွေးမှန်သွားလို့အခုလိုမျိုးမိအုပ်ဆောင်ဝိဆောင်မဟုတ်တော့ပဲအရန်လှသွားတာကတော့စိုးပြေတဲ့စဉ်မှာအလုံးတီချဲအတိုင်းမဟင်းဝရဲ့နှုတ်ကပြီးခဲ့တဲ့ရက်မှာဆေးဆက်ခဲ့ပါတယ်။ဒီဝဲကြီးမှာတိမ်မောင်းတောင်းချီတန်တဲ့စိတ်ရတနာရင်းနိုင်ငံရဲ့ခြားကနေမှယူတင်သွင်းထားတဲ့လှပလုံးနဲ့ပန်းအလှပြင်ဆင်မှုတွေကြောင့်ပရိသတ်တွေအလုံးရဲ့မျက်လုံးတွေကိုဖန်ဆားခဲ့ရတာကတော့သူတို့သမီးလောင်း လေးဆိုပြတဲ့ဇင်ဝင်ဆင်ထားတဲ့ပန်းနုယောင်တော်ဝင်ဆန်ဆန်ဝစ်ဆောင်လေးပါဒီဝစ်ဆောင်လေးကသူ့ကိုတကယ်အမင်းသမီးလေးတပါလို့ထဲပါခံညာပြီးတော့စက်တည်ရှိစေခဲ့တာပါဒါပေမဲ့ဒီအလံတရားရဲ့နောက်ကမှာမှန်ကန်တဲ့ဒီဇိုင်နာတယောက်ကိုရွေးချယ်နိုင်ခြင်းကသူတို့သမီးတယောက်အတွက်ဘလောက်အရေးပါလဲဆိုတာကိုသက်သေပြနေပါတယ်။ ပရိသတ်ကြီးတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်။လုံငင်းလေးလာပိုင်းကမင်းသားဟင်းဝင်းရဲ့ကမင်းသမီးဆိုဖီယာသင်ကိုဒူးထောက်ပြီးတော့လက်ထက်ဝင်တောင်းခဲ့တဲ့အမြင်ကွင်းလေးတွေအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။ဒီကိစ္စမှာဝစ်ဆောင်ချုပ်လုပ်ခဲ့တဲ့ဒီဇိုင်နာဘက်ကလူအယောက်30နဲ့3ညတိုင်တိုင်းမအိမ်မနေအပင်ပန်းခံပြီးတော့ဖန်တီးထားရလို့ရှင်းပြခဲ့ပေမဲ့ဝစ်ဆင်သူဖြစ်တဲ့ဆိုဖီယာရဲ့ခန္ဓာကိုယ်ချိုးစားတဲ့လိုက်ဖက်မှုမရှိပဲမိအုပ်ဆောင်ကြီးနဲ့တူခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်ပြဟာအနုပညာရှင်တယောက်အတွက်ရောဘဝမှာအရေးကြီးတဲ့နေ့တစ်နေ့ကိုဖျက်ဆီးရတဲ့အမျိုးသမီးတယောက်အတွက်စိတ်မက ကောင်းစရာအမှတ်တရဖြစ်ခဲ့ရပါဒါပေမဲ့ဒီတကောက်ဆေးဆက်ပွဲမှာတော့အဲ့ဒီအမြင်အမှားတွေဝေဖန်မှုတွေကိုတစ်ချက်တည်းနဲ့ခြေဖြတ်ပစ်ပြီးတော့တကယ်အလန့်တရားဆိုတာဒါမျိုးလို့သက်သေပြလိုက်သူကတော့မြမဖက်ရှင်လောကရဲ့ဂုရုတဆူထိတ်တန်းဒီဇိုင်နာကြီးမူကိုပေါပေါပဲဖြစ်ပါတယ်ဒီဇိုင်နာတယောက်ရဲ့အဓိကတာဝန်ဟာအင်ဂျီတထဲကိုလှအောင်ချုပ်ဖို့တခုလည်းမဟုတ်ပါဘူးဝိစင်မဲ့သူရဲ့ခန္ဓာကိုယ်ကိုနားလည်ပြီးတော့သူတို့ရဲ့အားသာချက်ကိုပေါ်လင်းစေကောင်အားနည်းချက်ကိုဖုံးကွယ်ပေးနိုင်ဖို့ပါ ဆိုပြတဲ့စဉ်ဟာအရက်အနေငယ်ပူပြီးတော့ခါအတန်ငယ်တုတ်ကလက်မောင်းလုံးကြီးတဲ့ခန္ဓာကိုယ်အချိုးစားရှိသူပါဒါဟာသူ့အတွက်ဝတ်ဆောင်ရတဲ့အခါမှာစိန်ခေါ်မှုတစ်ခုပါပဲဒီစိန်ခေါ်မှုကိုဒီဇိုင်နာမိုကုတ်ပေါပေါကဘလောက်ပညာသားပါပါနဲ့ဖြည့်ရှင်းသွားလဲဆိုတာကြည့်ရအောင်ပါ ပထမဆုံးအနေနဲ့လက်မောင်းလုံးကြီးတဲ့အားနည်းချက်ကိုလှပတဲ့ပခုံးသားလေးတွေပုံလင်းစင်မိန် off shoulder design နဲ့ပေါင်းစပ်ပြီးတော့ကျွမ်းကျင်စွာဖုံးကွယ်ပေးထားပါတယ်။ဒါကြောင့်လက်မောင်းကိုမမြင်ရတော့ဘဲလှပတဲ့ညှက်ရိုးနဲ့ပခုံးသားလေးကိုအယုံဆိုင်မိစေပါတယ်။ဒုတိယချက်ကတော့ခန္ဓာကိုယ်ကိုပူပြီးတော့ရှည်လျားသွင်းလျားတဲ့ပုံပေါက်စေဖို့ပဝါရှည်ကိုအနောက်မှာတွဲဖက်ပေးထားပြီးတော့ခန္ဓာကိုယ်ကိုအပေါ်အောက်ဆွဲဆန်းလိုက်သလိုအမြင်လှည့်စားပေးထားတာပါ။ဒါအပြင်အနောက်ဘက်ကကြည့်ရင်တော့ခါသေးတယ်လို့ထင်ရအောင် vertical straight line design ကိုထည့်သွင်းပေးထားတာကတကယ်ကို သိစိတ်ကြပြီးတော့ပညာသားပါတဲ့အချက်ပါပဲတတိယအချက်ကတော့အယောင်ရွေးချယ်မှုပါဆိုပြတဲ့စဉ်ရဲ့အသားရည်ကညိုတဲ့ဘက်ကိုလှတဲ့အသားရည်မျိုးပါဒီအသားရည်နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့နူးညံ့တဲ့မီခီပင့်ကိုရွေးချယ်ပေးထားတာကြောင့်သူ့ရဲ့အသားရည်ကိုပို့ပြီးတော့တောက်ပစေခဲ့ပါတယ်။အရင်လိုမျိုးလူ30နဲ့3ညဆိုတဲ့ဝိစုံနဲ့နှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာတကယ်အမှုပညာဆိုတာလူအင်အားအချိန်အများကြီးတုံတိုင်းဖြစ်မလာဘူးဆိုတာကိုတွေ့နိုင်ပါတယ်။အဓိကကဝိစင်မဲ့သူကိုနားလည်ပြီးတော့အဝင်ခွင့်ချဖြစ်အောင်ဖန်တီးနိုင်တဲ့ဒီဇိုင်နာရဲ့အတွေ့အ ကျုံအရေးအချင်းနဲ့ပညာသားပါမှုကသာအဓိကဖြစ်တယ်ဆိုတော့ဒီဇိုင်နာမိုးကုတ်ပေါပေါကသက်သေပြလိုက်ပါတယ်သူမရဲ့လက်ရမြမှုကြောင့်ဆိုဗီယက်စင်ဟာသူ့ဘဝရဲ့အရေးကြီးဆုံးနေ့တစ်နေ့မှာအလှပဆုံးသတို့သမီးလောင်းလေးဖြစ်နေဝင်ကျွမ်းနိုင်ခဲ့ပြီးတော့ပရိသတ်အလုံးရဲ့ချီးကျူးမှုတွေကိုတညီတညွတ်ထဲရရှိခဲ့ပါတယ်။ဒါဟာဒီဇိုင်နာတယောက်ကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ခြင်းရဲ့အရလတ်ကောင်းတစ်ခုပါ။ကဲပရိသတ်ကြီးတို့ရောဆိုဗီယက်စင်ရဲ့ဆေးဆက်ပွဲဝင်ဆောင်လေးကိုဘယ်လောက်သဘောကျလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။